ကမ္ဘာပေါ်မှာလားနဲ့အနီးဆုံးနိုင်ငံဖြစ်ပြီးရေကနေရာကိုမြေရာကိုမစည်းစင်းတဲ့တခုရီးသောမြို့ကမ္ဘာပေါ်မှာလားနဲ့အနီးဆုံးနိုင်ငံကဘယ်နိုင်ငံဖြစ်မယ်ဆိုတာပြည်သက်ကြီးတို့သိကြပါသလားဒီထူးခြားတဲ့ဂုံမုတ်ကိုပိုင်ဆိုင်ထားတဲ့နိုင်ငံကတော့တောင်အမေရိကတိုက်မှာတည်ရှိတဲ့အီကွေဒေါ်နိုင်ငံပဲဖြစ်ပါတယ်အီကွေဒေါ်နိုင်ငံဟာကမ္ဘာအလယ်ပိုင်းမြင်းဖြောင်းအီကွေဒေါ်ပေါ်မှာတက်တက်တည်ရှိနေတာကြောင့်လားနဲ့အနီးဆုံးနိုင်ငံဖြစ်ရတဲ့အဓိကအကြောင်းရင်းဖြစ်ပြီးကမ္ဘာအလယ်ပိုင်းမှာစွဲငင်ဟာအနည်းဆုံးဖြစ်ပါအဲ့ဒီနေရာကနေအာဂါသာတွေကိုလွတ်တင်တဲ့အရာဝတ္ထုတွေဟာအာဂါသာတွေကိုအလွယ်တကူရောက်ရှိနိုင်ပါတယ် ဒါအပြင်ကမ္ဘာလေပိုင်းမှာရှိတဲ့နေရာတွေဟာကမ္ဘာလေပတ်နှုန်းကြောင့်အခြားနေရာတွေထက်ပုံမြင်နဲ့နှုံးနဲ့လဲပတ်နေပြီးသူတို့ရှိရာတနည်းတာဟာကျွန်တော်တို့ထက်အများကြီးပိုတိုတယ်လို့လည်းသိရပါတယ်။အီကွေဒေါနိုင်ငံဟာအာကာသနဲ့ပတ်သက်တဲ့လုပ်ငန်းတွေမှာလည်းပဲအတော်လေးကိုနှီးဆက်တာမို့လို့အာကာသစကန်တွေကိုတည်ဆောက်ဖို့အတွက်လည်းအကောင်းဆုံးနေရာပါ။အီကွေဒေါနိုင်ငံရဲ့မြို့တော်ကွီတိုမြို့ဟာကမ္ဘာလေပိုင်းနဲ့အနီးဆုံးမြို့တော်တွေကတစ်ခုဖြစ်ပြီးတော့အာကာသလိုင်းနဲ့သိပ္ပံပညာရပ်တွေအတွက်အရေးပါတဲ့နေရာဖြစ်ပါတယ်။ ကွီတိုလို့ခေါ်တဲ့ဒီမြို့မှာကမ္ဘာမြေဆွေးရတဲ့သက်ဆိုင်တဲ့ထူးခြားတဲ့အရာတွေအများကြီးကိုတွေ့မြင်နိုင်ပါတယ်။ဥပမာအားဖြင့်ကမ္ဘာလေပိုင်းမှာရေကိုလောင်းချလိုက်လို့ရှိရင်ရေကနိုင်ရာကနေမြေအရကိုပုံမှန်စီးဆင်းတတ်တယ်ဆိုပေမဲ့ဒီကွီတိုမြို့မှာတော့မြောက်ဘက်ခြမ်းရောတောင်ဘက်ခြမ်းကိုပါမရွေပဲရေကအပေါ်ကလောင်းချလိုက်လို့ရှိရင်အောက်ကိုတည့်တည့်ဖြောင်းတန်းစွာဆင်းသွားတာကိုတွေ့ရမှာပါ။ဒါအပြင်ကျုပ်တွေကိုလည်းပဲတန်ချောင်းတွေပေါ်မှာအလွဲတကူထောင်ထားနေတာကိုတွေ့ရပါတယ်။ဒီလိုဖြစ်ရတီဟာကမ္ဘာလေပိုင်းမှာမြေဆွေးရနေပါတာကြောင့်ဖြစ်ပါတယ်။ဒါအပြင် အီကွေဒေါနိုင်ငံဟာလားနဲ့အနီးဆုံးနိုင်ငံဖြစ်ရုံနဲ့မကဘဲနဲ့ကမ္ဘာအလယ်ပိုင်းမှာတည်ရှိတာကြောင့်မို့လို့ထူးခြားတဲ့ရာသီဥတုနဲ့အမကန်းသဘာဝရှုခင်းတွေကိုလည်းပိုင်ဆိုင်ထားပါရည်။အီကွေဒေါနိုင်ငံမှာအန်ဒီတောင်တန်းတွေအမေဆုံမိုးသစ်တော်တွေနဲ့ဂါလာပါဂိုကျွန်းလိုမျိုးကမ္ဘာတဝန်းကခရီးသွားတွေကိုဆွဲဆောင်နိုင်တဲ့နေရာတွေလည်းအများအပြားရှိပါရည်။ကမ္ဘာအလယ်ပိုင်းမှာတည်ရှိတာကြောင့်မို့လို့တနည်းပတ်လုံးနေနေညတူညီတဲ့အချိန်ရှိပြီးတော့ရာသီဥတုနဲ့တာယာပါရည်။တခါတလေမှာ နေဝင်နေထွက်ချိန်ဟာဘလောက်မှအချိန်မကျဘဲနဲ့အခုနေဝင်အခုချက်ချင်းနေပြန်ထွက်လာတာမျိုးလည်းရှိတယ်လို့သိရပါတယ်။အီကွေဒေါနိုင်ငံရဲ့ရာသီဥတုဟာလည်းပဲတာမန်နဲ့မတူပါဘူး။ဒေသတစ်ခုနဲ့တစ်ခုမှာမတူညီကွဲပြားမှုတွေနဲ့ခြားနာပါတယ်။တောင်ပေါ်ဒေသတွေမှာအေးမြပြီးတော့ဂျိုင်ဝမ်ဒေသတွေမှာနှွေထွေကဂန်ယူရန်ဒေသတွေမှာတော့ဆွတ်ဆူပူပင်လာပါတယ်။ဒီလိုရာသီဥတုမျိုးမျိုးကွဲပြားတာကြောင့်မို့လို့လည်းအီကွေဒေါနိုင်ငံဟာ တဘာဝကိုလေ့လာကျင်တဲ့သူတွေစုံကားကဝါသနာပါတဲ့သူတွေနဲ့တာယာရဲရာသီဥတုကိုခန်းစားကျင်တဲ့သူတွေအတွက်အထူးဆွဲဆောင်မှုရှိတဲ့ကဘာလဲခီးသွွားတွေလာရောက်ရာနေရာတနေရာဖြစ်ပါတယ်အထူးသဖြင့်တော့ကဘာရဲ့လေပိုင်းမှာကိုရိုင်းရဲ့ TV ဓာတ်ပုံရိုက်ကျင်တဲ့ခီးသွွားတွေအတွက်အီကွေဒေါ်နိုင်ငံကအကွီတိုမြို့ရဲ့တောင်ပေါ်မှာမဖြစ်မနေသွားရောက်တဲ့ပတ်သက်တဲ့နေရာတစ်ခုဖြစ်ပြီးတကယ်ကိုမှစိတ်ဝင်စားစရာကောင်းတဲ့နေရာတွေအများကြီးပြည့်နှက်နေတဲ့နေရာဖြစ်ပါတယ်အချို့အားဖြင့်ဆိုရမယ်ဆိုရင်တော့အီကွေဒေါ်နိုင်ငံဟာကမ္ဘာ့နေပိုင်းမှာတည်ရှိတာကြောင့်မလို့လားနဲ့အနည်းဆုံးနိုင်ငံဖြစ်ပြီး အာကာသလိလာရေးနဲ့ခရီးသွားလုပ်ငန်းတွေအတွက်အရေးပါတဲ့နေရာတစ်ခုပါဒါအပြင်ထူးခြားတဲ့ရာသီဥတုစမ်းကြယ်တဲ့မြေဆွားနဲ့အမကန်းသဘာဝရှုခင်းတွေကိုလည်းပိုင်ဆိုင်ထားပြီးလှပပြီးစိတ်ဝင်စားမှုကောင်းတဲ့နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်နောက်ထပ်လည်းအခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုရှာဖွေတင်ဆက်ပေးပါမယ်ဒါမျိုးလေးတွေကြည့်ရတာအချိန်နဲ့တက်တဲ့ဆိုရင် Youth Entertainment ကိုလည်း Like and Follow Subscribe လုပ်ခဲ့ဖို့အတွက်မမေ့ပါနဲ့ဟုတ်အစောင်းကြီးကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ